အားလုံးမင်္ဂလာပါခင်ဗျာဒါကတော့တော်ပြင်းလာကြာနော်ဒီကြောက်ကလေးอ่ะအဲ့တော့ဒီကြောက်ရဲ့နေသားလေးကိုဝယ်သေးပြောလိုက်အံ့ဩသွားလိမ့်မယ်နော်ဒီမှာခန္ဒီလေးပါခန္ဒီအပဲ့လေးပါ နေစဉ်ကိုမင်္ဂလာပါခန္ဒီအပဲ့လေးပါဗျာခန္ဒီမန်းတုံးလေးနော်ခန္ဒီမန်းတုံးအပဲ့လေးပါဘယ်တော့ဝယ်လဲဆိုရင်ကြောက်လေးอ่ะ3900နဲ့ဝယ်ထားတာဒီကြောက်လေးอ่ะနော် ဲ့တော့ဒီအပဲ့ကိုမှသင်္ကားရကျွန်တော်ဒီကြောင်လေးကိုကျွန်တော်ပွဲတိုက်ပြီးဘူးတယ်ဒီပုံစံတိုင်းပဲဒီအချိုးတိုင်းပဲเนาะကိုလေးမင်္ဂလာပါနေတဲ့ကိုတောင်းပြီးစိတ်အဲတောင်းပြီးစိတ်ပေါ့เนาะအဲ့တော့ now ဒါလေးကရေစင်းရင်းနဲ့ပဲ့ထွက်သွားတယ်အဲ့တော့ကျွန်တော်တို့ဘုသူဒ္ဓယူရမယ့်အနေထားပါလဲဆိုရင်ဝါလူတက်နေတဲ့ရှိုးနာတွေဆိုလို့ရှိရင်ရေစင်းလိုက်ပြန်ပြီးတော့ယူကြည့်လိုက်နေဆိုရင်အဲ့ဒီ ိုကြောက်ပိုင်ရှင်တဲ့စကားပြောတတ်ပါတယ်ဒီလိုမျိုးပဲ့သွားတတ်တယ်ဒါငကောကဒီလိုမပဲ့ဘူးရေဒီကောင်ကဝါလူတက်လာတဲ့ခါကျဒီကြားထဲမှာရေဝင်ပြီးတော့ကြာတော့ပဲ့သွားတာပေါ့နော်အဲ့လိုလေးတွေဖြစ်တတ်ပါတယ်ဒါဘူးဒုဒဒါလေးပဲ့လာမှပြန်ပြီးတော့တိုက်ရတာပါအဲ့တော့ဒီကြောင်ကအခုတိုက်တော့လေ950ဝင်းကျင်ဒီဝင်းကျင်လောက်ပြီးပါတယ်နော်ကြောက်ရဲ့အည်သားလေးကိုတစ်ချက်ကျွန်တော်ထိုးပြမယ်ဗျာအည်သားကောင်းတယ်ဗျာနော်ကြောက်ကအည်သားကောင်းတယ်အနာပဲ ီကြောက်မှာအနာပဲပြောရတဲ့အချက်ကเนาะအနာပါပဲအဲ့တော့ကျွန်တော်ကတေချာအောင်တော့ဒီမှာမြင်ရတဲ့သတိစာလေးကိုကျွန်တော်အရင်ထုတ်ကြည့်လိုက်မှာကြာဒါခုနပဲ့တဲ့ဟာလေးပေါ့เนาะအဲ့တော့ဒီသတိစာလေးဟာကိုတင်သလိုပြစ်လာရင်เนาะကြောက်ကစားရမှာပါဒါလေးပါပဲเนาะအဲ့တော့ငယ်ငယ်လေးပဲသွားကြသူပေါ့ကျွန်တော်တို့ဒီဒီဟာလေးကိုကျွန်တော်အခွန်လေးပုတ်ကြည့်လိုက်ဒါလေးကျွန်တော်အခွန်လေးပုတ်လိုက်ဒီနေရာမှာပန်းတရီဖြစ်သွားပြီးတော့နည်းနည်းအဝါးစားထိုးရင်နည်းနည်းချီနေမကောင်းနိုင်ဘူးပေါ့နော် လိန်ပြင်တော့ကျွန်တော်ဟိုကြောက်ကကျွန်တော်တို့ကကြိုက်သလိုဖြတ်ရပါတယ်။ Okay ဒါလေးသာစမ်းထုတ်တာကိုကြည့်ရအောင်ဗျာနော်။ဒီကြောက်မှာအန်ဒီနည်းနည်းရှိရကြောက်အရေးသားလှတယ်။အန်ဒီနည်းနည်းရှိတာဘာလဲဆိုတော့ကြောက်နည်းနည်းပါတာပေါ့နော်။ကြောက်ဒီဒူလေးပါတာဒီဒူလေးပါတာပေါ့။ပါတော့တကယ်လို့ကျွန်တော်တို့ကကျိုးကိုဒီလိုခင်းရမယ်ဆိုရင်ဒီမှာဒီလိုခင်းရအနေမမြတ်တော့ဘူးပေါ့နော်။အရေးသားနေထားတော့ကောင်းပါလေ။ကဲတော့ခုနကပုတ်တဲ့ဟာလေးတစ်ချက်ကြည့်တာပေါ့ဗျာ။ င်းဒီချိန်ကြီးကတော့သားကြီးတော့မတိတာသေးဘူးเนาะအဲ့တော့ဒီအသားတွေကိုကျွန်တော်ရှော့ပလိုက်ဒီအသားတွေကိုကျွန်တော်ရှော့လိုက်โอเคဒါတွေကိုကျွန်တော်ရှော့လိုက်ရှော့ပြီးတော့ဒါဖြတ်ပြီးရင်ဒီဘက်ကရိုက်ဖဲ့ပါကျွန်တော်ပုတ်လိုက်เนาะဒီဘက်ကအပဲ့ပေါ့เนาะဒီအပဲ့ပါကျွန်တော်အဲ့တော့ဒီမှာအပဲ့မှာမြင်ရတဲ့အမြင်ကအမှန်မဟုတ်သေးပါဘူးသူ့ကိုဖြတ်ဒီလိုဖြတ်ပြီးတော့ပုတ်လိုက်တဲ့အခါကျမှအမှန်မြင်ရမှာပါဒါလေးကိုဖြတ်ပြီးတော့အပဲ့ပါပုတ်လိုက်ပါမယ်နော်ကြည့်ကြည့်အောင် ဒေါင်းမီးစိမ်းဆိုတာအဲ့ဒါကိုခေါ်လာတာဒါဒေါင်းမီးစိမ်းမဟုတ်သေးပါဘူးဒါဈေးဝါပဲရှိပါသေးတယ်နော်ဒါပေမဲ့ဖြတ်ပြီးတော့မှတ်ရုပ်ကိုတစ်ချက်ပြန်ကြည့်ရပါမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီကြောက်ကိုဖြတ်မဲ့နေရမှာမဟုတ်လေအဲသူတို့ကလောပန်းနေဆိုတော့ဖြတ်မှာပဲကြောက်ရတော့ကဲဒါလေးပေါ့ကြည့်ရအောင်အဓိကကျွန်တော်ဖြတ်တဲ့အသားနာကိုလိုချင်တာပါဖြတ်ထားတဲ့အသားတော့မစိုးပြောရမှာပဲဗျာနော် ဒီအသားကိုကျွန်တော်ကြည့်ရတဲ့အနေအထားမှာတော့ဒီအသားကတော့မဆုံးပြောရမှာကဲဒီဘက်ကလေးပြန်ပြီးတော့ကျွန်တော်ယူတည်ပါမယ်တော့ဒါကကျွန်တော်တို့ကဇားထုတ်တာပေါ့ကိုဒီ main တစ်နဲ့တစ်ကြတော့တန်းတန်းလေးနဲ့လည်းပြီးရင်ပြီးတော့မှာပေါ့နော်အဲ့ကျတော့ဒီရဲ့အနေအထားကိုဖြားသားကိုစမ်းကြည့်ပြီးတော့ကိုကြိုက်တဲ့အနေအထားရောက်လာရင်တော့တန်းတန်းလေးပြန်တိုက်ချင်တိုက်မှာပေါ့နော်โอเคကြည့်အောင်နော်ပြန်ပြန်ဒီအနေထားလေးပြန်တယ်ဒါလေးပို့ဒါလေးပို့လိုက်ရင်တော့မဆုံးတော့က နော်အဲ့ရလေးပို့ပို့ပလိုက်မယ်ပို့လိုက်ရင်ကြောက်ကတော်တော်လေးပန်းတရီရည်မှာမှုတ်တဲ့အနေထားမှာရှိပါတယ်နော်အဲ့တော့ဒီဘက်ကဟာလေးကြည့်အောင်ဒီဘက်စားလေးမဆိုးပါဘူးဒါလေးကျွန်တော်မှတ်တိုက်ခိုင်းလိုက်မယ်နော်မှတ်တိုက်ခိုင်းလိုက်မယ်ဒါဖြတ်ပြီးဒါမှတ်ကလေးတိုက်ကြည့်လိုက်ပြီအဲ့တော့ကျွန်တော်ကဒီနေရာလေးကိုဖြတ်ချင်တာကျွန်တော်ဖြတ်ချင်တယ်တိုက်ဆိုင်ရတာမသိဘူးကျွန်တော်ဒီဘူးလေးကိုဖြတ်လိုက်ချင်တာဖတ်ဆိုဖြတ်ပလိုက် အာဒီနေရာကတော်တော်ကောင်းသွားတယ်ဆိုရင် okay ဒီဘက်ကဇိုးပေါက်တွေရောအကုန်ပြီးဒီနေရာလေးကကောင်းသွားတယ်ဆိုရင်တော့တောက်ကဒါမြင်ခွင်းပေါ့နော်ဒီနေရာကိုကျွန်တော်ဖြတ်ချင်တာပါဒီမှာမြင်ရလားမသိဘူးနော်ဒီဖတ်ကလေးပဲအဲ့ဒါလေးကျွန်တော်ဖြတ်ချင်တာဖြတ်လိုက်လို့ပလိန်ဖြစ်သွားတယ်ဆိုရင်တောက်ကဆက်လုံးစရာမလိုဘူးနော်ဒီတိုင်းတိုက်တယ်ရပါပဲအဲ့တော့တောက်ရမ်းဖြတ်လို့မရပါဘူးတောက်ကကျွန်တော်ပြောချင်တာကအမြင်ဝဲအမြင်ရောင်းရှိတယ်ကြောက်သမားတိုင်းကြောက်ကိုမဖြတ်တတ်ပါဘူးဒါက ချက်တက်တဲ့ကြောင့်သမားတိုင်းလည်းဟိုကြောက်ကိုတော်တော်များများဟာဘယ်ရစဖြတ်လို့ဖြတ်မှမသိဘူးဒီကြောက်ကိုစဖြတ်ရင်ဘယ်ရဖြတ်မှလဲဆိုတာအဲ့ဒါကြောက်သမားတိုင်းမဖြတ်တတ်ဘူးအဲ့တော့ကျွန်တော်တို့ကအမှန်နဲ့အောင်ကိုဒါအယူအဆတွေလိုအပ်ပါတယ်ဟိုကြောက်ပညာကိုတက်ကြတယ်သို့တော့ကြောက်သမားတိုင်းကြောက်ကိုမဖြတ်တတ်ဘူးအဲဒါလေးတော့သိစေချင်တယ်ဆိုတော့ကျွန်တော်ကတော့ဒီဟာလေးကိုဖြတ်လိုက်ချင်တယ်မဟုတ်လည်းအနက်ဖတ်ကလေးပဲဒါလေးကဖတ်ကနေနဲ့ ြီးသွားတယ်ဆိုလို့ရှိရင်တော့တဏှာနဲ့ပြီးတယ်ပြီးမှာပေါ့နော်အဲ့တော့ဒီတိုင်းလေးပြန်လိုက်လို့လည်းရတယ်နော်ဟိုရက်ကကျတော့ကျွန်တော်ဒီအဖက်ကလေးကိုကျွန်တော်ဖြတ်မှာပါအဲ့တော့မန်းကျောကဒီလိုလေးသွားတာဗျာမျိုးလေးသွားတာမန်းကျိုးလေးอ่ะဒါအကောင်းဆုံးတိတိမိမိနေရပဲကျွန်တော်တွေးတာပေါ့နော်အဲ့တော့ဒီနေရာလေးကိုကျွန်တော်ဖြတ်လိုက်ပါမယ်အားလုံးကျွန်တော်နဲ့အတူကြည့်အောင်နော်โอเคကြည့်မယ်ဒီမှာကြည့်ဗျာကြောက်ကောင်းတယ်ဗျာနော်အိုးဒီမှာကြည့်လိုက်အဲဒီလိုဒါမျိုးကိုပြောချင်တာ ဒါကိုပြောချင်တယ်နော်ဒီမှာဒါခုနကဘာမှသုံးစားမရတဲ့ဟာတွေကနေထုတ်ထားတယ်ပေါ့နော်အဲ့တော့ဒီဒီဟာလေးကိုတည်ပြီးကျင်တာပါโอเคဒါဆိုရင်တော့ကျွန်တော်တို့ကဒီကြပါအချိန်ကြီးကောင်းတဲ့ဘက်ကိုပါတယ်လို့ပြောလို့ရပါတယ်အိုးကြောက်တော့ဗျာပို့လိုက်တာတော့မြင်တဲ့အတိုင်းပါပဲ ဒါလေးမှတ်ချွတ်ကြည့်လိုက်မယ်။ကြောက်ကြတော့ခုတန်းကတော့အချင်းနေမဆိုးဘူးဗျ။အချင်းနေမဆိုးဘဲပြောရမှာဒီအနာလေးမဝင်ဘူးဗျ။နော်ဒီထဲကိုနော်။အချင်းနေမဆိုးပါဘူး။နော်ဒါလေးကျွန်တော်မှတ်ချွတ်မှမြင်ရမှာဗျနော်။မှတ်ချွတ်မှမြင်ရမှာ။အားလုံးဒါလေးမှတ်ချွတ်ကြည့်ရအောင်နော်။ဟုတ်ကဲ့ဒီမှာနေကျူးဒီနေကျူးပေါ့နော်။ဒီနေကျူးလေးကိုရအောင်ဖမ်းပါပါ။အဲ့တော့ဘယ်လိုပဲပြောပြောဒီစနဲ့ဒီနေတာငါးကလပ်လောက်တခွဲရရင်ကိုဝယ်ရင်းစီးရရပြီးသားကြောက်ရည်သားနော်ဒါလေးမှတ်ချွတ်ကြည့်မယ်။ ခဏကျွန်တော်နဲ့အတူစောင့်ကြည့်အောင်နော်ဇုံဆွဲပြဇုံဆွဲပြတဲ့ဘာလေးကြည့်ပါအေးသားတော်တော်ကောင်းပါလေမြင်ရလားမသိဘူးနော်အေးသားတော်လေးကောင်းပါလေအဲဒီမှာဓမ္မအမှန်ပေါ်တာသူ့ရဲ့ကာလာအမှန်လေးပေါ်တာနော်အဲ့တော့ကြောက်ကဖြည်းဖြည်းချင်းသွားပါဗျဟိုဒီမှာကြည့်အောင်ဗျ တော့ကျွန်တော်ခဏလေးမန်ဘလူးလေးနဲ့ကတ်ဆွဲကြည့်မှရကျောက်ကဒီအနာကြီးကတော့ပတ်နေတယ်ဒီမဒီအနာကြီးကကျိုးကဒီလိုသွားတာဗျာနော်ကျွန်တော်ပြောတဲ့အတိုင်းကျိုးကဒီလိုသွားတာဆိုတော့အမိုက်ဆုံးနဲ့နင်းရမယ်ဆိုတော့ဒီနမ်းမယ်ဗျာအမိုက်ဆုံးနဲ့နင်းရမယ်ဆိုရင်တော့ဒါကတော့ဒုံတိုင်းဆိုတစ်ချက်တည်းပဲဒီနမ်းမှာတော့ဒီနေရှားရမဖြစ်ဘူးဒါကျွန်တော်တို့ကကျိုးနဲ့ကျိုးသွားတာဟုတ်သလားမဟုတ်သလားတော့အထင်ရှားမြင်ရတယ်ဒီမဒီနမ်းပေါ့အဲဒီနမ်းကတော့ဒါက အမိုက်ဆုံးတိုင်းမှာဝုန်းဆိုတစ်ချက်တည်းပြီးသွားနိုင်တယ်ပေါ့နော်ဒီမှာဒီတိုင်းပေါ့အဲ့တော့အဲသူတို့ကနင်းမလားမနင်းမလားတော့မသိဘူးကျွန်တော်ကနင်းပါဒီနန်းအဲ့တော့တေးကြခြင်းရင်တော့ကြောက်ကဒီမှာကတော့ကျိုးကလူသွားနေတာကြောက်ကအဲ့လိုကျိုးကအဲ့လိုသွားနေတာကျွန်တော်တို့ကကြောက်ကောင်းတာဖျားရင်တော့ဖီအားများ ဖီးအားများတယ်ဖီးအားများဒီနေရာမှာတော့ရှင်းတယ်နော်ရှင်းတယ်ဆိုတော့ကျွန်တော်အကြိုက်ဆုံးကတော့ဒီနမ်းပဲဗျာဆော်တက်လိုက်ချင်တယ်ဒီနမ်းပဲဒီနာနဲ့ဒီနာနဲ့လို့ပိုင်းချပလိုက်ဒီခဲကိုသာသာဒီဘက်ကဒီနှစ်ခုကိုပိုင်းအောင်ပိုင်းကြည့်အနာတော့ပတ်တယ်ဒီမှာဒီနာတော့ပတ်တယ်နော်ဒီနာလေးမြင်ရလားမသိဘူးဗျာဒီနာတော့ပတ်တယ်အဲ့နာပတ်မပတ်ကိုကြည့်တယ်အဲ့တော့ကျွန်တော်တို့ကအင်း ဒီကြတာကတော့ဒီနာပဲဒီမှာအနာဗျโอเคနောက်ဒီဘက်ကကြည့်တော့ဒီအနာပေါ့အဲ့တော့ကျွန်တော်ကတော့ဒီအနာကြိုက်နေတာပြသူတို့ပိုင်ရှင်ကတော့မသိဘူးအဲ့တော့ဒီတဏ္ဍာန်ကျွန်တော်ဆော်ထားလိုက်မယ်ဗျာเนาะဒါလေးတဏ္ဍာန်ကိုဖြတ်ပြီးရင်တော့ကျွန်တော်ပြီးမှပဲဒီ ဟိုအချောတက်ဖြတ်ပြီးမှပြန်တင်ပေးမယ်နော်ဒါဒီတန်းကတော့မဖြစ်မနေဖြတ်မှာပါအဲ့တော့ကဲကျွန်တော်နဲ့အတူဒီနန်းလေးကိုကြည့်အောင်ဗျာနော်ကျွန်တော်နဲ့အတူကြည့်အောင်ဗျာကျွန်တော်နဲ့အတူကြည့်အောင်နော်ကြောက်ကတော့နှစ်ချမ်းဖြစ်သွားတယ်ကြောက်ကတော့နှစ်ချမ်းဖြစ်သွားတယ်နော်ကြောက်ကရေးသားတော့ကောင်းပြန်နော် အနာပဲဗျအနာတစ်ချက်ခေါင်းအနာခေါင်းရကောမလို့ပါဘူးအနာတော့ခေါင်းတော့ကြောက်ပါဒီဘက်ဒီပါနော်လိုက်ကောင်းတယ်နော်နာရီတော့ပါတယ်ဗျာအကြောက်ကဒီမှာနော်အနာကဖြောင်းသွားတာဟုတ်မကြောက်ဘူးဗျာမဖြောင်းမဲနဲ့လေဟိုကွေ့ကောက်ဒီကွေ့ကောက်သွားတာအတော်လိုက်ရခက်တာ နော်ကဲဘွားကနေကြည့်လိုက်အောင်ဗျာဒီမှာဘွားကနေကြည့်လိုက်အောင်တော့ကတော့ဘင်းလိုက်ပဲသူ့အနေသူ့အတော့နော်ဒါပေမဲ့အနာပဲကြောက်ကအနာပဲအနာပဲနော်အနာလေးတွေနည်းနည်းလေးတော့များတယ်အဲ့တော့ဒီထဲကနေပြီးတော့တန်ရှင်းအောင်တော့ထိုးရမှာပေါ့ဗျာနော်အဲ့တော့ဒီကြောက်ရဲ့အနေထားမှာအခုဒီတချမ်းကိုဖြတ်ကြည့်တဲ့အနေထားမှာတော့နော်ဒီဘက်ကအပွင့်အဲကျွန်တော်ထင်တယ်အဲဒီဘက်က ယာကြောက်ယာကြောက်ထွက်ဖို့ရတော့သိမလွယ်တော့ဘူးเนาะအဲ့တော့90ရန်3ဝင်4ဝင်ထွက်ရင်လည်းဒီဘက်ကမဆိုးပါဘူးเนาะအဲ့လိုတွေ့ရမှာ90ရန်4ဝင်လောက်တွေ့ရင်ဒီတစ်ချမ်းက200ထန်းတယ်ပေါ့เนาะဒီဘက်ကလည်း90ရန်4ဝင်လောက်ဒီဘက်ကမကောက်ဒီဘက်ကယာကြောက်ထွက်နိုင်တဲ့အနေအထားရှိတယ်ဆိုတော့ကကြတော့90ရန်4ဝင်လောက်ထွက်တယ်ဆို200ဒီဘက်ကယာကြောက်ထွက်လာရင်ဒါကိုယ့်ဘက်တော့လဲရအကြောင်းတော့မရှိသေးဘူးပေါ့เนาะအဲ့တော့ကြောက်ရဲ့ဇာအနေအထားကိုကြည့်ရတဲ့အခါကျတော့လေ ကျွန်တော်တို့ကကြောက်ကိုဝယ်တဲ့အခါအဲ့လိုတွေ့ရပါတယ်ဒီဘက်ကဒါဆိုရင်ဒီနေရာက90လားဒီနေရာက30လားဒီနေရာက100လားအဲ့လိုတွေ့ရပါတယ်တွေ့ပြီးတဲ့အခါကျမှကျွန်တော်တို့ကဒါတနန်းနဲ့ပြီးမလားဆိုစော်ထဲတာပဲနော်အဲ့တော့အားလုံးပဲကျေးဇူးပါနောက်ဒါလေးတွေကျွန်တော်ဘလောက်ရတယ်ဘယ်ရွေးရတယ်ဆိုတာအစာလေးတွေကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ပြန်တင်ပေးပါအောင်အားလုံးကုသရအောင်ကျေးဇူးတင်ပါတယ်အားလုံးဘိုင်ဘိုင်ပါနော်